ဟုတ်ကဲ့မိတ်ဆွေများအလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အချိန်လွန်သွားခဲ့ပြီဖြစ်တော့ပုံမှုချုပ်အောင်တပ်ဦးအီနောင်တတဲ့စသည်ပြောပြပါပြီတဲ့ကိုနေမျိုးစင် မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပသက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်အကြောင်းဒီနေ့ကျွန်တော်ဟိုတမနယ်လုံးထိုင်ပြီးတော့စဉ်းစားနေမိတဲ့အကြောင်းလေးတွေထဲက sympathy နဲ့ empathy ဆိုတဲ့ကိုချင်းစာဂိယူနာစိတ်လေးအကြောင်းကျွန်တော်မိတ်ဆွေတွေကို လက်တွေ့ဖြစ်ပေါ်နေတဲ့အခြေအနေတခုနဲ့နှိုင်းယှဉ်ပြီးတင်ပြခြင်းပါတယ်ဒီ sympathy ကတော့သူကတော့ဟိုကိုချင်းစာတယ်ပေါ့နော်ဒါပေမဲ့ empathy empathy ဆိုတဲ့ EMPATH က empathy ဆိုတာကတော့ပို့ပြီးတော့လေးနက်တယ်စိတ်ခံစားမှုနဲ့ထပ်တူရှင်ပြီးတော့ကိုချင်းစာဟဲတယ်ဆိုတဲ့သဘောပါအဲ့တော့ကျွန်တော်ကဒီနေ့အာဒီဒီအများပြည်သူတွေရဲ့ သတင်းစကားထဲမှာဟိုလီတကျော်ဖြစ်နေတဲ့တမ89တမမူဘုံမှုချုပ်ဆိုတဲ့အဆင့်ရှိတဲ့အောင်တဦးဆိုတဲ့လူတယောက်အကြောင်းကျွန်တော်သူ့ကိုသူ့နေရာကနေကိုချင်းစာတဲ့ဒီအကြောင်းလေးတွေကိုကျွန်တော်တွေးတောပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီအောင်တဦးကိုလည်းပဲလက်ရှိဖမ်းဆီးချုပ်နှောင်ထားတာမို့လို့ကျွန်တော်ရဲ့ဒီ တင်ပြချက်ကိုသူ့ကိုလည်းပေးပြစေချင်ပါတယ်တော့ကျွန်တော်က empathy ဆိုတော့ကိုချင်းစာနာမှုကိုကဏ္ဍနေရာလေးနေရာနေပြီးတော့ကျွန်တော်ကကိုချင်းစာစဉ်းစားကြည့်မှာဖြစ်ပါတယ်ဘယ်လိုနေရာလဲဆိုတော့အာဒီအောင်တဲ့ဦးရဲ့နေရာပေါ့ပထမနော်ဒုတိယကတော့သူ့ရဲ့မိသားစုနေရာပေါ့တတိယကတော့သူ့ရဲ့သားသမီးတွေရဲ့နေရာပေါ့ပြီးရင်စတုထကတော့သူ့နဲ့ ီပညာရေးအတူတူသင်ခဲ့တဲ့เจ้าနေဖက်မိတ်ဆွေတယောက်ရဲ့နေရာပေါ့ဒီလိုနေရာနေလေးနေရာနေပြီးတော့ကျွန်တော်ခန်းစားကြည့်ပါမယ်နော်ပထမဆုံးကတော့အောင်တဦးရဲ့လက်ရှိအခြေအနေပေါ့လက်ရှိအခြေအနေဆိုရင် သူဟာကျွန်တော်1005ကျင်းကြာခံခဲ့ရဘူးတဲ့အနေအထားမျိုးပဲသူဟာအခုဆိုရင် လက်လက်ဆက်ဆက်အကျဉ်းသားဖြစ်နေတဲ့အချိန်ပေါ့ လွန်ခဲ့တဲ့ရက်ပိုင်းပြီးခဲ့တဲ့ဒီတပတ်လောက်ထိရသူဟာကမန်ဒါလို့ခေါ်တဲ့တမတမကိုနော်ဦးစီးကိုကဲစီရေးဆောင်ရွက်ရတဲ့ဘုံမှုချုပ်အဆင့်ရှိတဲ့နေရာရှိကြီးပေါ့တိုက်မယ်ခိုင်မယ်တတ်မယ်ဖြတ်မယ်အမိနာခံမယ်လှုပ်ရှားရှိတဲ့အလုပ်ကိုပြပြသားသားစက်သားပြီးပြီးပဲရဲဆက်ဆက်ကြမ်းကြမ်းကြုတ်ကြုတ်အကုန်လုပ်မယ်အဓိကကတော့ထက်ကပေးရတာတဲ့အမိတာဝန်ကြည်ပြုံဖို့ပဲဖြစ်တယ် လူသားချင်းစာနာစိတ်တွေနော်ကိုဆိုထားတဲ့တစ္ဆာအကြောင်းတွေတခြားဘသူဘသူရဲ့အကြောင်းတွေမှမစင်စားဘူးဒီနေရာဒီစကမ်းမကြဖို့နဲ့ဒီတက်ဖွဲ့ဒီတက်ဖွဲ့တိုက်ခိုက်ချိန်မုန်းဆိုတော့အမေရရင်တိုက်ခိုက်ချိန်မုန်းမယ်သူဒီအခြေအနေဒီအဲ့ဒီအခြေအနေသူဆောင်ရွက်ခဲ့ပါလိမ့်မယ်ဒါပေမဲ့ကံအကြောင်းတရားရနောက်ဆုံးတော့အတ္တမတရားမဲ့မှုကိုကျွလွန်သူတွေရဲ့တွားရလမ်းတိုင်းသူဟာခံစစ်ဆင်နိုင်စွမ်းမရှိတော့ဘဲနဲ့တော်လိုင်းတက်ဖွဲ့ မာမေပူပေါင်း KIA နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေရဲ့ဝိုင်းပတ်ပိတ်ဆို့ချိန်မုံမှုအောက်မှာသူဟာဒူးထောက်လက်နက်ချအရှုံးပေးအကျဉ်းသားအဖြစ်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်ဒီချိန်မှာဆိုရင်တော့သူဟာလောကရန်အကြောင်းကိုကောင်းကောင်းသိနေတော့ပြီဖြစ်ပါတယ်မမြဲတတ်သောသဘောကိုပဲဖြစ်ဖြစ်အထက်ကခိုင်းသမျှမှားသည့်ဖြစ်စီမှန်သည့်ဖြစ်စီရောက်အောင်လုပ်မယ်တာဝန်ကျေပြန်ရမယ်ဆိုတဲ့ဒီဥပဒေမဲ့စစ်သားတယောက်ပေါ့ ဥပဒေမဲ့စစ်သားအထက်ကခိုင်းသမျှမှားသည့်ဖြစ်သည့်မှန်သည့်ဖြစ်သည့်ဇွတ်လုတ်တယ်ဆိုတာဟာဥပဒေကိုမသိနားမလဲတဲ့လစ်လူရှုတဲ့လက်နက်ကင်စစ်သားတယောက်ရဲ့အတွေးခေါ်တာဖြစ်ပါတယ်ဥပဒေကိုသိနားလဲတယ်ကျင့်ဝတ်တွေကိုကောင်းကောင်းနားလဲတယ်တကယ်ကိုပဲလူသားဖြစ်တည်မှုနဲ့နိုင်ငံသားတွေကာကွယ်ဆောက်ရှောက်ရမယ်ဆိုတဲ့တစ္ဆာတရားကိုကောင်းကောင်းနားလဲတဲ့စစ်သားဆိုရင်အထက်ကပေးရလာတဲ့အမိဟာမှားတယ်ဆိုရင်မဖြစ်နိုင်တဲ့အမိဆိုရင်ကိုပြည်ပြည်ကိုကိုပြန်လည်တတ်ဖြတ်နေတယ်ဆိုရင် ထက်ကအမိပေးနေတဲ့သူတွေဟာဥပဒေမဲ့ကျူးလွန်ဖောက်ဖျက်ပြီးကိုကျိုးစည်းပွားရှာစားနေတဲ့တကူရီကောင်းစားအာနာရှင်လူဒန်းစားတွေဖြစ်တယ်ဆိုရင်သူပေးတဲ့အမိန့်ကိုငါဟာစစ်သားကောင်းတယောက်ပြီးပြီးလိုက်နာဆောင်ရွက်เสียမလိုဘူးရဲရင်ပြတ်သားစွာဥပဒေနဲ့ညီကန့်ကွက်နိုင်ရလိမ့်မယ်ငါကင်ထားတဲ့လက်နက်နဲ့ငါအုပ်ချုပ်တဲ့တပ်ဖွဲ့ရဲ့ဒီစွမ်းဆောင်ရည်ကိုအသုံးပြုပြီးတော့အရမမှုအမိန့်ပေးလာတဲ့လူရဲ့အမိန့်ကိုဖီဆန်အာခံခွင့်ငါမှရှိတယ်ဆိုတဲ့ယုံကြည်စိတ်သူ့မှာမရှိခဲ့တာကိုလည်းပဲအခုချိန်မှာနောင်တရနေပါလိမ့်မယ် အကိဒါသူသာသူဒီသူစစ်တကတူတက်စင်ကာလာကသင်ကြားခဲ့ရတဲ့ပညာတွေစစ်ပညာတွေဒီ academic ဆိုတဲ့သိပ္ပံဝိဇာအတွေးခေါ်ပညာတွေဒါတွေကိုသူကောင်းစွာသင်ကြားခဲ့ပြီပြီးတော့လဲစစ်မှုထမ်းတဲ့နှစ်30ဝင်းကျင်လည်းရှိပြီဖြတ်တန်းခဲ့ရတဲ့မြမနိုင်ငံကြီးမြမလက်ရှိဖြစ်နေတဲ့ပြည်တွင်းပြฏิပက္ခတွေနဲ့2015နဲ့20ကြာဖြတ်တန်းခဲ့ရတဲ့ပုံရိပ်အနေနဲ့အခုလက်ရှိ2021နဲ့2025ကြာ ဖြတ်တန်းနေရတဲ့ပုံရိပ်တွေရဲ့ဘလောက်ပြောင်းပြန်ဆန့်ကျင်ဘက်ကွဲလဲသွားရတဲ့အခြေခံအကြောင်းအရာတွေသူ့အနေနဲ့ဗိုလ်မှူးချုပ်အဆင့်ဆိုတဲ့ရာရှိကြီးအထိကိုပညာတွေသင်ကြားခဲ့ပြီးတဲ့ဖြစ်တဲ့ကြောင့်သူနားလည်နိုင်စွမ်းရှိရမှာဖြစ်ပါတယ်။ဘာကြောင့်2015နဲ့20ကြားမှာတိုင်းပြည်ကြီးကအမြတမ်းအေးချမ်းငြင်းချမ်းပြည်သူတွေပျော်ရွှင်စီးလုံးအနာဂတ်တွေတိတ်တိတ်ကြွကြွနဲ့ငါတို့အားလုံးဝိုင်းလုကြမယ်ငြိမ်းချမ်းဆွေးနွေးပွဲတွေလည်းတဖြည်းဖြည်းချိန်ဟုန်တိုးတက်ဖြစ်ထွန်းလာပြီးတော့ဟုတ်လား ်ဒီတပ်ဖွဲ့ဝင်တွေကာကွယ်ရန်ရဲကြီးတွေလည်းပုံမူကောင်းမွန်တိုးမြင့်မဲ့အခြေအနေတွေတဖြည်းဖြည်းရရှိလာတဲ့အရာရာဟာ2021 20နှစ်25ကြာတကယ်မဟုန်ပြင်းပြင်းလေကိုခွေးပြီးတော့အချိန်နဲ့ဆန်တက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာအာနာယူမင်းအောင်လှိုင်ရဲ့မဲမတမာမှုဆိုတဲ့အကြောင်းအရာတစ်ခုကိုစင်ကြုံတရားမဲ့ကြောင်းကျိုးမဲ့တက်သေးမဲ့ဆွဆွဲချက်နဲ့အတဲ့အမအာနာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအခြေအနေတွေကိုအရာရှိကြီးအဆင့်ရှိတဲ့အောင်သက်ဦးဟာ အကောင်းဆုံးစဉ်းစားနိုင်ရမှာဖြစ်ပါတယ်ငါတို့တပ်ဖွဲ့တွေငါတို့မင်းအောင်လှိုင်ဦးဆောင်တဲ့ငါတို့စစ်တပ်ကဲ2021မှာလှုပ်ဆောင်ခဲ့တဲ့ဆောင်ရွက်ချက်ဟာကြောင်းကျိုးဆင်ခြင်တုံတရားအရမှန်ကန်မှုရှိရလားဥပဒေအရငါတို့ဟာတက်မှတ်မှန်ကန်မှုရှိရလားဥပဒေဆိုတာကလူအာဏာရှင်ပါဇက်ဖျားကနေထွက်လာတဲ့ရေးဆွဲထားတဲ့အာဏာရှင်အလိုကျဥပဒေကိုဆိုလိုတာမဟုတ်ပါဘူးဥပဒေပညာရှင်တွေနဲ့နိုင်ငံသားတွေကိုယ်တိုင်တလေးတစားထောက်ခံဒီပူပေါင်းရေးဆွဲထားတဲ့ စစ်မှန်သောဥပဒေကိုဆိုလိုတာဖြစ်တယ်ဥပဒေနဲ့အညီငါတို့လှုပ်ဆောင်ခဲ့တာဟုတ်ရဲ့လားပြီးတော့ငါတို့စစ်တပ်မှာပဲပြဋ္ဌာန်းထားတဲ့ကျင့်ဝတ်တွေရှိတယ်စိတ်ဥပဒေတွေရှိတယ်နည်းဥပဒေတွေရှိတယ်နောက်ငါတို့မဖြစ်မနေနေ့စဉ်ဆိုနေတဲ့တစ္ဆာတွေရှိတယ်ငါတို့မဖြစ်မနေလိုက်နိုင်ရမယ့်အရက်ဘက်ဥပဒေစစ်ဘက်ဥပဒေအပြင်နိုင်ငံတကာဥပဒေတွေ Geneva Convention တို့အပါအဝင်ဥပဒေပြဋ္ဌာန်းချက်တွေရှိတယ်ငါတို့လက်ရှိ2021ကစပြီးလှုပ်ဆောင်ခဲ့တဲ့အလုပ်တွေဟာဒီဥပဒေအခြေရအရာကိုညှိညွတ်ပါရဲ့လားစဉ်းစားမယ် စဉ်းစားခဲ့ဖို့တင့်တဲ့အချိန်ဖြစ်တယ်။အခုတော့ဒီအချက်လက်တွေဒီအကြောင်းအရာတွေကိုလုံးဝလေ့လည်ပြုဆန့်ရှင်ပြီးတော့မင်းအွန်လိုင်းနဲ့အာနာရှင်ထိပ်သီးအလိုအုပ်စုအလိုကြအတိုင်းတတ်ဆိုတတ်ဒါဆိုရင်တမတ်ခွန်ခွန်ဆိုရင် အာနာသိမ့်မိကာစရန်ကုန်မှာအာဒီဒီအာနာသိမ့်ဖို့အတွက်ဒေါန်ဆန်းစုကြည်နဲ့နိုင်တော်သမ္မတကြီးဦးဝင်းမြင့်တို့ကိုကိုတိလက်ရောက်ဝင်ရောက်ဖမ်းဆီးခဲ့တဲ့တတ်မှလည်းဖြစ်တယ်။ဘကိုးမှာဆိုရင်လည်းပြည်သူတွေကိုရဲရဲဆက်ဆက်အနည်းဆုံးအယောက်80နဲ့အထက်ကို နော်မတိမချင်းရဲဆက်ဆက်ဖျားပြင်းလက်နက်တွေနဲ့ပြစ်ခတ်တက်ဖြတ်ခဲ့တဲ့လက်နက်တွေဖြစ်တယ်။နောက်ဒီအခုဖြစ်ပေါ်နေတဲ့အင်းတော်တခွင်ပတ်ဝန်းကျင်မှာလည်းပဲကြေးရွာမြောင်များစွာကိုမီးရှို့ပြီးရဲဆက်ဆက်နော်တိုက်ခိုက်တက်ဖြတ်ခဲ့တဲ့လူသက်တပ်ဖွဲ့တခုလည်းဖြစ်တယ်။ဒီလိုဥပဒေနဲ့အညီဆောင်ရွက်ဖို့တင့်ခဲ့ပါလေဥပဒေတွေကိုနားလည်တဲ့အောင်နိုင်ငံတော်ဗန္ဒာပြည်သူဗန္ဒာနဲ့ပညာရေးတင်ကြားပေးခဲ့ပြီးပါလေကနဲ့ဥပဒေနဲ့အညီဆောင်ရွက်ရကောင်းမသိခဲ့တာ ကိုကျင်တရားနဲ့အညီစစ်သားကောင်းတယောက်ရဲ့စိတ်ဓာတ်ကိုမွေးမြူကျင့်သုံးရမယ်မသိခဲ့ဘဲနဲ့အာနာရရင်ပြီးရောယာဒုရရင်ပြီးရောအထက်ကဖက်စစ်အကြမ်းဖက်အာနာရှင်ဘိုလ်ချုပ်ပြီးသည်မအမိတ်နားထောင်မယ်ဆိုတဲ့ဖက်စစ်ဝါဒကိုအသက်တွင်းကျင့်သုံးခဲ့တဲ့အကျိုးဆက်ကြောင့်အခုဆိုရင် အောင်သက်ဦးကဲ့သို့ဖန်းစီချုံတော်ထားခြင်းခံခဲ့ရတဲ့အေးအာရကတတ်တော်မှာဖန်းစီထားခံရတဲ့တမမှုတွေအခု PDF နဲ့ဒီအမျိုးသားညီညွတ်အစိုးရ NUG ထိန်းချုပ်နေမြေမှာဖမ်းဆီးထားခံရတဲ့ဒီစစ်ဖက်ရာရှိတွေသူတို့တွေစိတ်ထဲမှာအခုဆိုရင် တနှုတ်နှုတ်နဲ့ကြည်ကွဲနောင်တရနေလောက်ပြီလို့ကျွန်တော်ထင်ပါတယ်ဒီလိုမှမဟုတ်သေးဘူးငါလုတ်ခဲ့တာမှန်တယ်ငါတို့ဟာငါတို့အဘဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကောင်းမှုအတွက်ဘာလို့ကလို့ကအသက်ပေးကြရမယ်စစ်သားတွေဖြစ်တယ်ပြည်သူဗနတန်းတေတေပြည်သူငါတို့နိုင်ငံကိုဘယ်ရုရှားနဲ့တရုတ်ကဝင်လာပြီးတော့ပဲစီးရအတင်းဆွဲဖက်အုပ်ချုပ်အုပ်ချုပ်ငါတို့စစ်တပ် ကောင်းစားဖို့သာငါတို့စစ်အတိုင်းဝိုင်းဗိုလ်ချုပ်အတိုင်းဝိုင်းမိသားစုတွေရဲ့တီထောင်ထားတဲ့ကုမ္ပဏီတွေကောင်းစားရေးအတွက်သာငါတို့လုပ်ရမှာဖြစ်တယ်။တစ္ဆာတရားတွေမလိုဘူး။ပြစ်တာတရားတွေမလိုဘူး။ပြည်သူဝန်မှလည်းတို့တံပိုးထားတဲ့အကြောင်းမရှိဘူး။ငါတို့လုပ်တာမှန်တယ်။အဓိကငါစီးပွားခိုင်မြဲဖို့ပဲဖြစ်တယ်ဆိုရက်မာယွင်းနဲ့မိစ္ဆာဝါဒနဲ့ဆိုရင်တော့သူတို့ဟာခုချိန်ထိသူတို့ကိုသူတို့မှန်တယ်လို့ယူဆနေရုံမှာဖြစ်ပါတယ်။ဒါဟာအောင်သက်ဦးအချင်းစခန်းတွေကအောင်သက်ဦးတလောတုံးကပြီးခဲ့တဲ့တပတ်တိဗိုလ်မှူးချုပ်အဆင့်နဲ့မော်ကြွားမောက်မာနိုင်ခဲ့တဲ့ပြီးတော့အခု အချိန်မှာခြေချင်းတော်လကောင်းလက်ထိပ်တော်လကောင်းကျင်းကျုပ်တဲ့အချုပ်နှောင်အောက်မှာမျက်နာငယ်တိမ်ငယ်စွာနဲ့နီနီရတဲ့အောင်သက်ဦးအတွက်ကိုကျွန်တော်ကိုချင်းစာခန်းစားကြည့်မိတာဖြစ်ပါတယ်။သူ့အတွက်ကျွန်တော်ဟာ empathy တွေးတောမိတာဖြစ်ပါတယ်။နောက်တစ်ခါထပ်ပြီးတွေးတောမိပြန်တာကတော့သူ့ရဲ့မိဘမိသားစုနေရာဖြစ်ပါတယ်။အဲ့တော့စေရာရှိကြီးဘုံဘူးကျုပ်အဆင့်ရှိတဲ့အောင်သက်ဦးရဲ့လှုပ်ဆောင်ချက်မာယွင်းနဲ့ ပြည်သူတရားလုံးအော်နှလုံးလာယွန်ရှာပြီးတရွေးထွေးခြင်းစရာဖြစ်တဲ့သူ့ရဲ့ဖြတ်သန်းခဲ့တဲ့တမိုင်းလှုပ်ဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့မိသားစုမှာတက်ရောက်မှုရှိပါတယ်။တာဝန်ရှိမှုလည်းတစုံတရာရှိပါလိမ့်မယ်။တာဝန်ရှိမှုဆိုတဲ့နေရာမှာတော့ဒီမိသားစုဟာသူ့မိဘသူ့ညီကိုမောင်နှမတွေဟာအောင်တဦးမတရားသဖြင့်ကိုကျိုးစည်းပွားရှာစားပြီးကုမ္ပဏီတွေထောင်းအခွင့်အထူးတွေယူရသမျှပြည်သူရှိရာနေဓမြတိုက်လူရထားလို့ရသမျှတွေနဲ့မိဘကိုပြန်ပန်းပို့ပြီးမိဘညီကိုမောင်နှမတွေဟာစီးစိမ်ချမ်းသာနဲ့ အောင်တဦးပေးစာကန်းစာတွေနဲ့လူပေါ်လူစော်လှုပ်ပြီးနေနေကြတယ်ဆိုရင်တော့အောင်တဦးနဲ့ဒီနဲ့ပတ်သက်တဲ့ရလတ်ဟာဒီမိသားစုမှာလည်းတက်ရောက်မှုရှိပါလိမ့်မယ်။ဒါဥပဒေအရရှုတော့လူတို့ရဲ့ပြစ်ဒဏ်ခံမှုအရရှုတော့ဆရာနာရှင်စနစ်ထောက်ကူပေးရေးမှာကြံ့ရပါခိုးရပါပစ္စည်းလက်ခံသုံးဆွဲသူရှုတော့ရဟာဒီမိသားမိသားစုဟာလည်းတာဝန်ရှိပါလိမ့်မယ်။အတူတူမဟုတ်ဒီလိုမှမဟုတ်ဘူး။မိဘတွေဟာညီကိုမောင်နှမတွေဟာအောင်တဦးရဲ့ဆောင်ရွက်ချက်တွေကိုသူစစ်တပ်ကတော့အပတ်စဉ်၄၀နှစ်သွားတက်ပြီးနောက်ပိုင်း သူစပြီးလှုပ်ဆောင်ကြတဲ့လှုပ်လိုက်တဲ့နောက်ပိုင်းတို့မို့ဆက်အနာသိမ်းပြီးတဲ့နောက်ပိုင်းသူ့ရဲ့လှုပ်ဆောင်ချက်တွေကိုလက်မခံလို့ဥပဒေရှုတော့နဲ့လူမွေးရှုတော့အရမနစ်သက်လို့ခက်ကင်းကင်းနေလိုက်ကြတယ်မင်းကမင်းငါတို့သားဖြစ်ခဲ့တာငါတို့ညီကိုမောင်နှမသားဖြစ်ခဲ့တာမင်းရဲ့လှုပ်ဆောင်ချက်ဟာငါတို့ရဲ့မိသားစုရဲ့ဂုဏ်သိက္ခာငါတို့ရဲ့ပြည်သူကြားထဲမှာနေထိုင်ရတဲ့ငါတို့မိသားစုရဲ့ဒီလုံုံရေးပြီးတော့ငါတို့ရဲ့ချွေစင်းမျိုးဆက်ထိမ့်သိမ်းလာခဲ့တဲ့ကိုကြီးတရားနာမည်ခေါင်းတွေကိုပျက်စီးစေခဲ့တယ်ဒါကြောင့်မင်းတို့မင်းနဲ့ငါမပတ်သက်ဘူး မင်းအမင်းမင်းအလုတ်မင်းလုတ်ငါတို့အလုတ်ငါတို့တီးကြအနေနဲ့နေခဲ့တယ်ဆိုရင်တော့တက်ရောက်မှုဟာတစုံတရာဖြစ်ပါလိမ့်မယ်ဒါပေမဲ့မိဘဖြစ်တဲ့အတွက်ကြောင့်မလို့မွေးထားတဲ့သားဒီစစ်ဖက်စစ်အကြမ်းဖက်စစ်တပ်ထဲမှာဒီလိုယာရုကြီးကြီးနဲ့လူတက်ကောင်ကြီးကြီးဖြစ်လာအောင်မွေးမြူပေးခဲ့တဲ့မိဘတွေမှာတော့ဘလိုပဲပြောပြောယဉ်ထုမနာယဉ်ကျိုးရာဖြစ်ကောင်းဖြစ်နိုင်မှာဖြစ်တယ်ဒီလိုမှမဟုတ်ဘဲမိဘတွေကိုယ်တိုင်ကဟာငါတို့သားဟာစစ်အရာရှိကြီးဖြစ်တယ်သူရဲကောင်းကြီးဖြစ်တယ် စစ်တပ်ကြီးရဲ့တတကြီးကိုအုပ်ချုပ်နေတဲ့တပ်မမှုကြီးဖြစ်တယ်။မင်းတို့ပြည်သူတွေမင်းတို့တိုင်းရင်းသားတွေမင်းတို့တော်လိုင်းရေးတစ်ဖွဲ့တွေဘလို့ပဲပြောပြောငါတို့သားဟာမှန်ကန်တဲ့အလုပ်ကိုလုပ်တာဖြစ်တယ်။နော်ငါတို့သားဟာစစ်သားကောင်းကြီးဖြစ်တယ်။ဒီလိုနဲ့လွဲမားတဲ့ယုံကြည်ခြင်းနဲ့သားလို့သမျှအမှန်သားတတ်သမျှပြည်သူတည်သွားသမျှဖက်ကိုစာနာမှုမရှိဘဲနဲ့ငါသားလို့သမျှတပ်မမှုအောင်တဦးတတ်ခဲ့သမျှဟာအမှန်ဖြစ်တယ်လို့ယုံကြည်ခဲ့တယ်ဆိုရင်တော့ဒီမိဘဟာလည်းပဲဒီမိသားစုဟာလည်းပဲဆိုးရွားတဲ့ နိုင်ငံသားစိတ်သက်ရှိသူတွေဖြစ်ဥပဒေရဲ့ဒဏ်ခတ်မှုပြည်သူတရားလုံးရဲ့တော်လှန်ရေးကာလအလွန်ပြန်လည်တည်ဆောက်ရေးကာလဒဏ်ခတ်မှုတွေကိုမလဲမသိရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကသူ့နေရာမှာမိဘချင်းကိုချင်းစာပြီးတော့တွေးကြည့်မိပါတယ်။သူတို့သားလေးကိုနိုင်ငံသားကောင်းယန္တနာဖြစ်အောင်နော်ပြည်သူတရားလုံးကိုကာကွယ်ဆောက်ရှောက်တဲ့စစ်သားကောင်းကြီးဖြစ်အောင်နော်ကိုယ်စိတ်နှလုံးတည်ကြည်ဖြောင့်မတ်ရဲရင်ရိုးသားတဲ့စစ်သားကောင်းကြီးဖြစ်အောင်စစ်တပ်ထဲကိုဝင်ကိုင်းပြီးတော့စစ်တပ်နဲ့တက်ခိုင်းပြီး ပြုစုပြိုးထောင်မြေတောင်မြောက်ပေးလိုက်ပြီးတဲ့နောက်လူလူကောင်းသောဒေါံဆန်းစုကြည်လက်ထက်တာယာပြုံးရှင်ကြည်နူးရေမောနေတဲ့ကိုသားရာရှိကြီးရဲ့ပုံရိပ်တွေကို2015နဲ့2020ကြားကိုသားရဲ့ပုံရိပ်တွေကိုဂုံယူစွာနဲ့ကြည်ပြီးအခုချိန်မှာလုံးဝပြောင်းလဲသွားတဲ့အခြေအနေတွေကိုသားဟာအောင်တဦးဆိုတဲ့ဘုံမှုချုပ်အဆင့်ရှိတဲ့ကောင်ဟာခုဆိုရင်တော်လိုင်းတက်ဖွဲ့တဲ့ဝိုင်းပါပိတ်ဆို့ချိန်မုန်းနေခံရတဲ့ဆက်သွယ်ရတဲ့ချိန်မှာ အာအမေအဖေကျွန်တော်တို့ဖြင့်အရန်နီးကပ်နေပြီရုံထွက်လို့လည်းမရတော့ဘူးခံပစ်စရာကြီးစမ်းလက်နက်ခဲယိုင်းစစ်ကူတွေမလာဘူးကျွန်တော်တို့အထက်ကခေါင်းဆောင်တွေဟာအပြုတ်အပြောတစ်မျိုးအလုပ်တစ်မျိုးမြေပြင်မှာတကယ်ဖြစ်နေတဲ့အခြေအနေကိုဆင်းမကြည့်ဘူးကျွန်တော်တို့မှလည်းပြည်သူတရားလုံးရဲ့ထောက်ခံမှုမရတော့ဘဲနဲ့လူစိုးလူမိုက်တခိုးချဘိုးပြူဆိုတဲ့လူဒန်းသားတရားလောက်ပဲကျွန်တော်တို့မှအကာအကွယ်ရှိတော့တာအမေရေကျွန်တော်တို့သွားတော့မယ်စသဖြင့်ပူပင်တော့သိုးထိတ်စရာအခြေအနေတွေအောက်မှာစိတ်နှလုံးကြေကွဲစွာနဲ့တို့နေခဲ့ရကောင်းနေခဲ့ရပါလိမ့်မယ် အခုချိန်မှာဖန်ဆီးခံလိုက်ရပြီဖန်ဆီးခံလိုက်ရပြီဆိုတဲ့ချိန်မှာလည်းတစိတ်တစ်ပိုင်းတော့စိတ်ချမ်းသာစရာဖြစ်သွားပါတယ်ဘာလို့ဆိုတော့အသေးဆုံးနဲ့ရဲ့ဆက်ဆက်စိတ်မြေပြင်မှာသွေးထွက်တန်ယိုဒဏ်ရာပရဘွားနဲ့ရဲ့ဆက်ဆက်အသေးဆုံးနဲ့တည်ထားတဲ့စာရင်အသက်ရှင်နေသေးတယ်ချုံနှောင်ခံနေရသေးတယ်ပြီးတော့ချုံနှောင်ဖန်ဆီးလိုက်တယ်ဆိုတဲ့အစုဖွဲ့တွေဟာဥပဒေနဲ့အညီလူသားချင်းစာနာမှုနဲ့အညီနိုင်ငံတော်တစ်ကိုကောင်းစွာတိဆောက်ဖို့ရည်စူးကြိုးပမ်းနေတဲ့တော်လိုင်းတပ်ဖွဲ့နဲ့တော်လိုင်းအစိုးရဖြစ်တဲ့တကြောင် ဥပဒေတွေနဲ့အညီထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ဥပဒေနဲ့အညီထိုက်တဲ့နဲ့ပြစ်ဒဏ်ကိုပဲအရေးယူမှဖြစ်ပြီးရဲရဲဆက်ဆက်နှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်မှာမဟုတ်ဘူးဆိုတော့ယုံကြည်ချက်ကိုတော့မိဘတွေဘက်ကရရှိနိုင်ပါလိမ့်မယ်။ဒါမိဘနေရာကအငှားကိုချင်းစာပြီးတော့ကိုမွေးခဲ့တဲ့သားကောင်းသောဒီနိုင်ငံသားကောင်းဖြစ်အောင်ရည်ရွယ်ခဲ့ပေမဲ့နိုင်ငံကိုဖျက်ဆီးခဲ့သောအာဏာရှင်စနစ်ရဲ့လက်ကင်တို့တတ်မှတ်မှုတူဦးဖြစ်တမိုင်းစိုးရာဇဝင်တင်သားပြီးမို့လို့ ေးကြတယ်။နောက်အစင်အဆက်ငါဟာဖက်စစ်အကြံဖက်မင်းအွန်လိုင်းလက်ထက်တုန်းကတတ်မှမူခွန်ခွန်တတ်မှမူလုပ်ခဲ့တဲ့အောင်တဝူးရဲ့အမိဖြစ်တယ်ဆိုပြီးဘယ်ရိုက်ရွာဘယ်ပြည်သူကြားထဲမှာမှဒီမိဘကြွေးကြော်ရဲမှာမဟုတ်တော့ပါဘူး။ဒါမိဘနေရခံစားပြီးလုံးဝတူသိကျိတ်မိတ်ပြီးကိုယောင်ဖြောက်ဖြစ်နိုင်တဲ့တို့ကတကောင်စင်းအောင်ပြောင်းញင်ပြောင်းနေလောက်ပါပြီ။ဒီသားဒီစင်းထဲမှာပါခဲ့တာမဟုတ်ဘူးဆိုတော့ အနာဂတ်မှာဆက်လက်လူလုံနိုင်ဖို့အတွက်ကိုပြောင်းလဲနေတော့ပါပြီ။ဒါမိဘဘက်ကကျွန်တော်ကိုချင်းစာ empathy လုပ်ကြည့်တာပါ။အခုသားသမီးဘက်ကသူ့မှာသားသမီးရှိကြတယ်နှစ်ယောက်ရှိတယ်လို့ကျွန်တော်ကြားရပါတယ်။သားသမီးအသက်19 20လောက်ရှိတော့ပြီပေါ့။အရွယ်ရောက်ခါစားသားသမီးသားသားသမီးနေရာကနေကျွန်တော်စဉ်းစားကြည့်ပါဦးမယ်။အခုဆိုရင်တို့ဖေဟာတို့ဖေနဲ့ရံဘက်ဖြစ်ခဲ့တဲ့တော်လိုင်းတက်ဖွဲ့တွေရဲ့ဖန်းစီချွတ်တော်နိုင်ခြင်းကိုခံခဲ့ရပြီ။ သူတို့ဖေဖြစ်တဲ့အောင်သက်ဦးဆိုတဲ့ကောင်တယောက်နဲ့ပတ်သက်လို့ဖမ်းဆီးရမိတဲ့တဲ့ရင်နေနိုင်ငံတကာပြည်တွင်းပြည်ပဟိုလေးတကြောမျက်မျက်မျက်စမျက်နာတငယ်နဲ့မုတ်ဆွမွေးဗရဘဝတူဒီမုတ်ဆနဲ့ရုပ်မှာကောက်ကျစ်တဲ့စိတ်သက်ကိုအထင်းသားပေါ်လွင်နေစေတဲ့သူ့ရဲ့ဥပရိယုတ်ကိုပြင်းထန်ဆက်ဆုပ်စွာဝိုင်းဝန်းဝေဖန်ရှုတ်ချနေတဲ့ comment အများစုကိုသားသမီးဟာဘလို့စိတ်ထားနဲ့ဖတ်မှလဲသူ့ဖေသား ကောင်းသောအလုပ်လုပ်ခဲ့တယ်ဆိုရင်သူ့အဖေသာသူ့ဖခင်သာတမတော်သားကောင်းကြီးတယောက်ဖြစ်ပြည်သူပြည်သားတွေကိုစောင့်ရှောက်ကာကွယ်ဖို့ကြိုးစားရင်ပြည်သူပြည်သားတွေကိုအန္တရာယ်ရန်ဆွဲပြုလာတဲ့ရုရှားတို့တရုတ်တို့စတဲ့ကျူးကျော်သူနိုင်ငံများရန်ကိုခုခံကာကွယ်ရင်အဖမ်းခံခဲ့ရပြီးရန်သူတုံ့ပြန်ဖြစ်သွားလို့ပြည်သူတရက်လုံးကဟာတို့ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့တမမှုကြီးအောင်ဘုံမှုကျောင်းတော် သူသူတုံမှန်းဖြစ်ဖန်ဆီးခံရတာကိုဝမ်းနဲ့ကြည်ကွဲရပါတယ်ပြည်သူတရားလုံးရဲ့အန္တရာယ်ရန်စကိုကာကွယ်ဆောင်ရှောက်ဖို့နိုင်ငံတော်ကြီးကိုဘေးကင်းလုံခြုံအောင်ကာကွယ်ဆောင်ရှောက်ဖို့ကြိုးပမ်းရင်းရန်သူဖြစ်တဲ့မိစ္ဆာရုရှားတို့ရဲ့ဖန်ဆီးမှုကိုခံခဲ့ရတာမို့ပြည်သူတရားလုံးကမြစ်တာပို့တဲ့ရှိပါတယ်ဆိုတဲ့ကုမန်းမျိုးကိုသာသူတို့ဖတ်ချင်ကြမှာပါအခုတော့ကိုယ့်ရဲ့လူမျိုးတူဘာသာတူပြည်သူကုမန်း69ရာခိုင်နှုန်းလောက်ကဘယ်ဝက်ပေ့ချ်ဘယ်သတင်းစာမျက်နှာအောက်မှာကြည့်ကြည့်အောက်သက်ဦးကို ပက်ပက်ဆက်ဆက်မေးနှမနဲ့ကင်တုတ်ပြီးမင်းတို့ပြည်သူကိုရက်ဆက်ဆက်တတ်ဆင်တော့ကတတ်ခဲ့ကြတဲ့ကောင်းတွေလူသက်သမားတွေဆရာစပွဲကောင်းတွေရိုင်းဆိုင်တဲ့ကောင်းတွေလူယုံမာတွေခွေးတွေစသဖြင့်ပက်ပက်ဆက်ဆက်ရေးသားနေတဲ့ comment ကိုဘေးသားသမီးကပျော်ရွှင်ကြည်နူးစွာနဲ့ငါအဖေလူရဲ့ကြီးကိုဂုံယူလိုက်တာလို့စဉ်းစားနေပါလိမ့်မယ်။ဒါသားသမီးဒွေဘက်ကကိုချင်းစာ empathy ဖြစ်ဖို့ဖခင်တယောက်အနေနဲ့ကြိုတင်စဉ်းစားတဲ့အကြောင်းအရာဖြစ်ပါတယ်။ အခုဆိုရင်သူသားသမီးဟာဖခင်ခိုးဝဲရယူထားတဲ့ငွေကြေးတချို့နဲ့ကုမ္ပဏီတချို့နဲ့နိုင်ငံခြားငွေကြေးပြုတ်ဝဲပုံအောင်ထားတာတွေနဲ့ဆွစ်ဇာလန်ဒေါ်လာကောတခြားနိုင်ငံတစ်ခုမှာဒေါ်လာကောဒေါ်လာတန်းချီပြီးသွားပုံအောင်ပြီးကိုရောင်ဖြောက်နေလို့ရကောင်းရပါလိမ့်မယ်ရပါလိမ့်မယ်မြမပြည်အတိုင်းဝိုင်းမှာတော့ငါတို့ဟာအောင်သက်ဦးဆိုတဲ့စစ်တပ်တို့အပတ်စဉ်40နှစ်ကဆင်းပြီးတမခွနစ်ခွနစ်ကိုဦးဆောင်ပြီးဖက်စစ်အကြမ်းဖက်ရန်နေရာကြီးတိဆောက်ဖို့ကြိုးပမ်းခဲ့တဲ့ စစ်ဘိုလ်ချုပ်ဘုံမှုချုပ်တယောက်ဖြစ်ပါတယ်ဆိုတဲ့စကားရက်ကိုတော့ပြည်သူပြည်သားမြန်မာနိုင်ငံသားကြားထဲမှာသူ့အနေနဲ့တသက်လုံးကြွားဝါပြောခွင့်မရှိတော့ပါဘူးပြောရင်းမှလည်းမဟုတ်တော့ပါဘူးဘာလို့ဆိုတော့သူတို့ဖခင်ဟာအာဓမစနစ်ကိုအသက်သွင်းဖို့ကြိုးပမ်းခဲ့တဲ့စစ်ရာဇဝတ်ကောင်ဖြစ်နေလို့ပါပဲသူတို့ကိုယ်တိုင် ရရှိပိုင်ဆိုင်ထားရဆိုတဲ့ဒေါ်လာတန်းချီကုမ္ပဏီကြီးတွေဟာလည်းပဲနိုင်ငံဗန္ဓာကနေခိုးယူပြီး အလွဲသုံးစားလို့လို့ပိုင်ဆိုင်ခဲ့တာသာဖြစ်ပြီးရိုးသားဖြောင်းမတ်စွာစူးစမ်းခဲ့တဲ့အရာမဟုတ်တဲ့အတွက်ကြောင့်မတည်မတော်လောဘနဲ့ပိုင်ဆိုင်မှုတွေအပေါ်မှာလည်းပဲသူတို့တစ်သလုံးလိပ်ပြာမလုံဖြစ်နေပါလိမ့်မယ်။ဒါသားသမီးဘက်ကနေကျွန်တော်ရှုတော့ခန်းစားတာဖြစ်တယ်။သူ့ရဲ့ဇနီးဘက်ကနေကျွန်တော်ခန်းစားပေးတာဖြစ်တယ်။အခုထပ်ပြီးတော့ကျွန်တော်ဟာเจ้าหนีဖက်တငယ်ချင်းတယောက်เจ้าหนีဖက်စီနီယာတယောက်အနေနဲ့ကျွန်တော် သူ့သူ့ကိုကျွန်တော်ခန်းစားကြည့်ပါဦးမယ်။အောင်တဲ့ခုဆိုဖမ်းခံလိုက်ပြီ။မျက်စိတင်ငင်သားတဲ့ငယ်နဲ့ကျွန်တော်တို့ကျောင်းတော်စစ်တကတော်ကတင်ပေးလိုက်ပညာတွေဟာပြည်သူတရားလုံးကိုကာကွယ်ဖို့ဆောင်ရှောက်ဖို့နိုင်ငံတော်ကြီးကိုတိုးတက်သားရဖို့အေးချမ်းဖို့ငြိမ်းချမ်းဖို့နိုင်ငံတော်ကြီးရဲ့နာနိမိတ်နိုင်ငံတော်ကြီးရဲ့အချုပ်အခြာအနာကိုဘယ်တိုင်းတပါဘယ်လူမျိုးကြားဘယ်အိနေချင်းနိုင်ငံမှာလာရောက်ထိပါစော်ကားခြင်းမရှိအောင်ကာကွယ်ဆောင်ရှောက်ဖို့နောက်တစ်ခေတ်ရဲ့အောင်စစ်တီအဖြစ်သူရတစ္ဆာ ိတ်ပစားတဲ့အတတ်ပညာတွေကိုတကယ်အပတ်တကုတ်ကျူးကျူးကုတ်ကုတ်တင်ပြီးခဲ့တာယောက်ျားကောင်းဖြစ်အောင် honor ဆိုတဲ့ဂုံတိတ်ခါကိုချင်းတရားကိုအတက်နဲ့လဲပြီးတော့ထိမ့်သိမ်းဆောက်ရှောက်တဲ့ခေါင်းဆောင်ခေါင်းဖြစ်အောင်စစ်တကတူကအတူတူတို့တွေအားလုံးအတူတူတင်ပြီးလိုက်ကြတာ honor ယောက်ျားပိသားမယ်စစ်သားပိသားမယ်ဂုံတိတ်ခါရှိရမယ်ဂုံတိတ်ခါကိုအတက်နဲ့ထတ်တူမြန်နိုးတန်ဖိုးတာကာခွဲရမယ်အမှန်နဲ့တရားအတွက်ကိုပြက်ပြက်သားသားအလုပ်လုပ်ရမယ် ဆောင်ထင်းရတဲ့စုံနေသောတစ္ဆာကိုပြ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 ဆောက်လိုက်နိုင်ရမယ်။တင်ပေးထားတဲ့ပြဋ္ဌာန်းထားတဲ့ကျင့်ဝတ်တွေကိုတိုင်းတက်ပြသားသားမမမမကိုကဥဆောင်ပြီးစန္ဒမူနာပြထိမ့်သိမ်းဆောက်ရှောက်ပေးရမယ်။အခုတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဆိုတာဘာလဲလို့မေးရတော့အောင်မင်းတို့ကိုဥဆောင်နေတဲ့မင်းအွန်လိုင်းဆိုတဲ့လူမျိုးလုံးတက်ဖြတ်မှုစစ်ရဇပွဲကောင်ဟာဟိုနိုင်ငံမျက်နှာချိုသွေးဒီနိုင်ငံမျက်နှာချိုသွေးအချုပ်အခြာအာဏာလုံးဝ ကင်းပြောက်သွားတဲ့နိုင်ငံတစ်ခုလိုမျိုးပဲမြန်မာနိုင်ငံနဲ့နေမိတ်ကိုငါတို့နိုင်ငံနဲ့ပေါင်းထည့်လိုက်ပါလို့အနောက်ကမာမူကပြောလာ ਉਹ လဲမျက်စိတငယ်နားနဲ့ငယ်နဲ့ဆက်ဖြဲဖြဲမျက်နှာချိုသွေးနေရတဲ့ဘဝရုရှားနဲ့တရုတ်စစ်တပ်တွေစစ်ပညာရှင်တွေမြန်မာပြည်မှာဝင်လာပြီးတော့မင်းတို့နဲ့ပြည်သူဘာသာစကားလူမျိုးချင်းအတူတူဖြစ်တဲ့တိုင်းသားပြည်သူတွေကိုရဲဆက်ဆက်နှိမ်နှင်းတပ်ဖြတ်ချေမုန်းနေတဲ့နိုင်ငံသားစစ်တပ်တွေကမင်းတို့နဲ့ပေါင်းပြီးတော့ ငါတို့ပြည်သူတွေကိုမင်းတို့ငါတို့ကာကွယ်ဆောက်ရှောက်ပါမယ်လို့တစ္ဆာဆိုထားတဲ့ငါတို့ပြည်သူတွေကိုဒေါ်လိုင်းသမားဆိုတာပြည်သူတွေကြီးပဲဒေါ်လိုင်းသမားထဲမှာရုရှားလည်းမပါဘူးတရုတ်လည်းမပါဘူးမြန်မာတိုင်းရင်းသားမြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့တိုင်းရင်းသားတွေကြီးပဲတော်လိုက်တာဒီဒေါ်လိုင်းရင်းသမားပြည်သူတွေကိုရုရှားနဲ့တရုတ်စစ်တပ်ကလာရောက်ပြီးလာနှိမ်နင်းနေရအောင်မင်းအွန်လိုင်းဖက်စစ်အကြမ်းဖက်အုပ်စုကစီမံနေတယ်ဟာမင်းတို့ဆိုခဲ့တဲ့တစ္ဆာကနိုင်ငံတော်အချုပ်အချာအာဏာနဲ့ငါတို့နိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားတွေကိုဘေးအန္တရာယ်အတွေ့အကြုံ ကာကွယ်ဆောက်ရှောက်ရမယ်ဆိုတာပြင်းရင်းသွားပြီးတော့မင်းတို့ကိုယ်တိုင်ကနိုင်ငံသားတွေကိုဖိတ်ခေါ်သွင်းပြီးကိုယ်နိုင်ငံသားအချင်းချင်းရဲဆက်ဆက်နှိမ့်နှင်းတက်ဖြတ်နေရတယ်။ငါတို့ငါတို့လောက်တစ္ဆာဖောက်ဖျက်ခဲ့တဲ့သူမရှိဘူး။ငါတို့လောက်တစ္ဆာမဲခဲ့တဲ့လူမရှိဘူး။ဒါចောင်းစင်းတယောက်အနေနဲ့ယင်ထုမနာကြေကွဲစွာခံစားရတာဖြစ်တယ်။အဲ့တော့ on the u မင်းဒီဗီဒီယိုဖိုင်လေးကိုကြည့်မိရင်နောက်မင်းမင်းထုံးတတ်မှမှုဆိုရဲလုတ်ခဲ့တဲ့အကောင်တွေအခုတုံမန်းစကန်းနေမှာထိမ့်သိမ်းထားခံရတဲ့ ရာဓုကြီးကြီးနဲ့ဖက်စစ်အာဏာရှင်စနစ်ကြီးကိုတိဆောက်ဖို့ကြိုးပမ်းခဲ့မှုတဲ့ရာဇဝတ်ကောင်တွေသုံးပန်းအကျဉ်းသားတွေစစ်အကျဉ်းသားတွေဒီဗီဒီယိုဖိုင်ကြည့်မိရင်အမ်ဖတီဆိုတဲ့စကားလုံးအကြောင်းကိုနားလည်အောင်ကြိုးစားပြီးမင်းတို့ပြည်သူဘက်ကပြန်လဲကိုချင်းစာပါတိုင်းရင်းသားခေါင်းဆောင်တွေဘက်ကပြန်လဲကိုချင်းစာပါပြီးရင်လက်ရှိမြန်မာပြည်မှာမွေးဖွားခဲ့တဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ရှေ့ဆက်ပြီးလူလို့ရမယ်အနာဂတ်တွေကိုကြိုတင်တွေးတော့ကိုချင်းစာပါ ပြီးတော့မှမင်းရဲ့ချစ်စနီးမင်းရဲ့မိဘမင်းရဲ့သားသမီးမင်းနဲ့အကြောင်းအတူတူတက်ခဲ့တဲ့လူတွေဘက်ကနေပြန်ကိုရင်းစာပြီးငါတို့ဟာလူပြည်မှာလူလာဖြစ်ခဲ့တယ်လူလာဖြစ်တဲ့လူပြည်ထဲမှာမှမြမပြည်မှာလူဖြစ်ခဲ့တယ်မြမပြည်မှာလူဖြစ်ခဲ့ပြီးတဲ့နောက်မြမပြည်သူပြည်သားအားလုံးရဲ့မင်းတို့အပေါ်မှာအကဲဖြတ်တဲ့သမိုင်းသုံးသက်ချက်အရာမင်းတို့ဟာလူရာဆက်ဝင်တဲ့နိုင်ငံသားတွေဖြစ်မလားလူတော်မတိုးတော့တဲ့ ပြည်သူတကာယွန်ရှာမုန်းတီးတဲ့လူဒန်းစားအဝင်စစ်ရာဇဝဲကောင်စီးရင်ဝင် ဖြစ်နေပြီလားပြန်စင်းစားပြီးအခုချိန်မှာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုလုံနိုင်စွမ်းရှိသူတွေအားလုံးပြင်ဆင်ပြောင်းလဲပြီးတော့မမားသောရှင့်နေမတည်သောစေတမာစူရိုးစကားတွေနဲ့အညီမင်းတို့မနေ့ကထိမှားခဲ့ပြီမဲ့ဒီကနေ့မှာအမှန်ကိုမြင်ပြီးမနေ့ပြန်မှာအမှန်ကိုကျင့်သုံးအကောင်းဆုံးအလုပ်တွေကိုလုပ်မယ်ဆိုရင်စုံစုံမြုပ်တော့မဲ့ဆိုးရွားလာတဲ့ တဘာဝဘေးအမျိုးမျိုးလူလုကပ်ဘေးအမျိုးမျိုးနဲ့တပီလုံးပြည်သူတန်း30လောက်အတိဒုက္ခရောက်နေရတဲ့ဘဝအခြေအနေကနေပြန်လဲဆွဲမှတ်မြင့်တင်နိုင်တဲ့ကောင်းမွန်သောအနာဂတ်ဒီပေါ်ပေါက်လာနိုင်မှာဖြစ်တယ်။အဲ့တော့မင်းတို့ခေါင်းဆောင်တွေရဲ့မတရားလုပ်နေတဲ့လှုပ်ဆောင်ချက်တွေကိုကန့်တတ်သွားအောင်ရပ်တန့်သွားအောင်နောင်တရပါအောင်ဆက်လက်ဆောင်ရွက်နိုင်စွမ်းမရှိတော့အောင်မင်းတို့အောက်ကတမှုတွေတိုင်းမှုတွေမှာစီမံဆောင်ရွက်နိုင်စွမ်းတွေရှိကြပါတယ်။ တတ်ဆွမ်းတဲ့အလုပ်ကိုပြက်ပြက်သားသားလုပ်ပြီးစစ်သားကောင်းတယုတ်နဲ့အော်နာရှိရှိတိုင်းပြည်မျက်နှာပဲကြည်ပါလို့ empathy အကြောင်းအတွေးစကားလေးနဲ့တိုက်တွန်းစကားပါလိုက်ခြင်း